အားလုံးပဲမင်္ဂလာပါဘလော့ဘိုင်မင်းမှကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါတငယ်ချင်းတွေကိုခေါ်သွားပေးချင်တဲ့နေရာလေးကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုရောက်ဖြစ်ခဲ့တယ်ဆိုရင်မဖြစ်မနေသွားလည်တင်တဲ့နေရာရဲ့တစ်ခုဖြစ်တဲ့ဘာတူကေးဖ်ဆိုတဲ့နေရာလေးကိုခေါ်သွားပေးပါမယ်ကျွန်တော်တို့အခုမြင်တွေ့နေရတဲ့ရွှေရောင်ရုပ်ထုကြီးတိရီမူရုကန်ဆိုတာလဲကပ္ပထေရှားကျော်ကြားတဲ့ရွှေရောင်ရုပ်ထုကြီးတွေကတစ်ခုဖြစ်ပါတယ် ခုဆိုရင်ကျွန်တော်တောင်အောင်ကနေပြီးတော့တောင်ပေါ်ဂူရဲကိုစပြီးတော့တက်ပါတော့မယ်။အခုဒိန်မြင်တွေ့နေရတဲ့ရောင်စုံလေးကတစ်ကဆွစုပေါင်း290ကျော်တယ်လို့တော့ကျွန်တော်သိထားတယ်ပေါ့နော်။အာနည်းနည်းပဲတက်ရသေးတယ်ကျွန်တော်တော့မောနေပါပြီ။ အခုဆိုရင်ကျွန်တော်ကူရဲ့ဟိုအပေါအဝါလေးကိုတော့မြင်နေရပါပြီမကြခင်ရောက်ပါတော့မယ်ဗျာခဲအခုဆိုရင်ရောက်ပါပြီဒါကူရဲ့ဆ ਾਇ ရရောက်ရှင်အပေါအဝါပါခင်ဗျာဝင်ဝင်ချင်းမှာတော့ဒီလိုမျိုးလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးရရှိပါတယ်ကျွန်တော်တော့အပြန်ချမှဝင်ကြည့်ပါတော့မယ်လောလောဆယ်တော့ကူရဲ့ကိုအရင်ဝင်လိုက်ပါအောင်ပဲခင်ဗျာ ပေါ်ဆုံးဖះချောင်းကိုရောက်ဖို့နောက်တစ်ဆင့်ထပ်တရအောင်မယ်ပေါ့နော်တိုက်တော့မများဘူးအာလေကတက်30လောက်ထပ်တက်ပြီးတော့ရောက်ပါပြီရောက်ပါပြီဒါကအပေါ်ဆုံးမှရှိတဲ့ဘုရားကျောင်းမှာ အာမြင်ကွင်းကတော့မြင်တဲ့အတိုင်းပဲတော်တော်လေးလှတယ်ပေါ့နော်ခူရဲ့အပေါ်ဝါကြီးကဟိုးအပေါ်ဆုံးမှာထိတ်တက်တဲ့အိမ်မှာကျွန်တော်ဒေရှာလေးလက်ပတ်ကြည့်ပြီးသွားပြီဆိုတော့ဖြည်းဖြည်းချင်းပြင်ဆင်มาတော့မယ်ပြန်มาတော့ဆိုပြီးနေရရှော့ကိုထပ်ပြီးတော့ဆက်စုခဲ့ပါသေးတယ် ဘာဝင်ခေါင်းမလဲဆိုပြီးတော့ဘာမှတော့ကျွန်တော်ဝင်မလာခဲ့ပါဘူးခင်ဗျာ ဒီရောက်ရင်နောက်တစ်ခုမဖြစ်မနေတွေ့ရမှာဒီမြောက်ကလေးတွေပါသူတို့လေးတွေကအရင်တော့ချက်ဖို့ခေါင်းပါတယ်ဒီရောက်ရင်မြောက်စာလည်းကျွေးလို့ရပါတယ် ဲကျွန်တော်အောက်ကိုပြန်ရောက်ပါပြီခင်ဗျာခဏလောက်လည်းပဲကြည့်ပြီးသွားရင်ကျွန်တော်လည်းပြန်มาတော့မယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ် vlog တွေမှာပြန်လည်တွေ့ပါအောင်မယ်ခင်ဗျာ